အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့တိပိအကြောင်းကြီးဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစစင်တင်ဆက်သူအန်နာပါရောင်ပူဆိုတဲ့ရွာလေးမှာနေထိုင်ကြတဲ့သူတွေအားလုံးကတော့ပညာမတတ်တဲ့သူတွေပဲဖြစ်ကြပါတယ်အားလုံးကရဲ့စီးပွားရေးတသေးလေးတွေပဲလောက်ကိုင်းပြီးရှင်သန်နေထိုင်နေကြကြတာပေါ့တရားမှာတော့ရွာကကောင်းလေးတယောက်ကမြို့ပေါ်ကပညာသင်ကြပြီးရွာကိုပြန်လာခဲ့ပါတယ် ဥရောရဲ့အခြေအနေကိုတွင်မြင်သွားခဲ့တဲ့အခါမှာသူတတော်တော်လေးကိုအံ့အားသင့်နေခဲ့ပါတယ်။လွန်ခဲ့တဲ့10နှစ်လောက်ကငါရွာကနေထွက်ခွာသွားခဲ့ဒီနေ့ရွာကိုပြန်လည်ရောက်ရှိလာခဲ့ပြီးဆိုပေမဲ့ဘာမှအထူးတခြားပြောင်းလဲနေရလည်းမရှိဘူး။ငါကတော့ထွက်သွားပြီးပြန်လာခဲ့တာရွာကတော့ဒီပုံစံအတိုင်းပဲ။ဒီကိစ္စတွေအားလုံးကိုငါ့ရဲ့မိဘတွေနဲ့တွားပြောမှဖြစ်မယ်။အတေတရားကလည်းတရားအလုံးကိုကြေရှုပြီးနောက်မှာတော့အိမ်ကိုပဲလာခဲ့လိုက်ပါရီ။အိမ်မှာသူရဲ့မိဘတွေကရှိနေခဲ့ကြတာပေါ့။ မိဘတွေကလည်းတားလေးအိမ်ကိုပြန်လာခဲ့တဲ့အခါမှာတော့အတော်လေးဝမ်းသာပျော်ရွှင်သွားခဲ့ကြပါရဲ့တားလေးရင်မင်းရောက်လာပြီလားလာမယ်ဆိုလို့ရှိရင်လည်းစားလေးပါလေးကြိုးရေပေါ့အေးဟုတ်တယ်တားလေးရင်နင့်အဖေပြောနေတဲ့စကားမှန်တယ်နေရောက်လာမယ်ဆိုတာကြိုသိမယ်ဆိုရင်တော့ငါတို့နင့်ကိုကြိုးဆိုဖို့အတွက်ပြင်ဆင်ထားကြမှာပေါ့အမေကလည်းအခုအားလုံးကမိုဘိုင်းဖုန်းတွေကိုသုံးစွဲနေကြပြီဒီခေတ်ကြီးမှာအမေကစာရေးမယ့်အကြောင်းကိုပြောနေဟုတ်လားကျွန်တော်စာရေးပြီးပို့မယ်ဆိုရင်တော့မအမေတို့ကအဲ့ဒီစာရဖို့အတွက်ရက်ပေါင်းများစွာကြာနေအောင်ပါ ဒါကြောင့်ကျွန်တော်လည်း sorry about ရေးမနေတော့ပါဘို့။ဒါလေးရေမင်းကတော့မြို့ပေါ်ကိုသွားပြီးလုံးဝကိုပြောင်းလဲသွားခဲ့ပြီနော်။အခုတော့ငါတို့ရွာမှာပညာတတ်တဲ့လူငယ်လေးတယောက်ရှိလာပြီဆိုတော့ဒါကဝမ်းသာစရာကိစ္စတခုပါပဲ။စကားတွေအလုံးကိုဒီမှာပဲပြောကြတော့မလို့လားရှင်။ကဲဒါလေးရေဒါဆိုရင်တော့သွားသွားခြေလက်မျက်နှာသွားစိတ်ထားလိုက်။အမေရင်ရင်းဥတည်ထားလိုက်အောင်မေ။အမေတို့အလုံးအတူတူလက်ဖေးတောင်မုံစားနေနေစကားထိုင်ပြောကြတာပေါ့အပြင်မှာရာသီဥတုအခြေအနေကလည်းတော်တော်လေးကိုအေးနေရလိဟုတ်ပါပြီအမေ အဒတိယကလည်းပစ္စည်းတွေအခန်းထဲထားပြီးနောက်မှာတော့ခြေလက်မျက်နှာစီပြီးအပြင်ကိုထွက်လာခဲ့ပါရီသူ့အမေကလည်းဖေးဖြော်ပြီးအားလုံးစားတောက်ဖို့အတွက်အကြော်တွေကိုပြင်ဆင်လာခဲ့ပြီးပါပေါ့သူတို့အားလုံးအတူတူထိုင်စားနေခဲ့ကြတဲ့အချိန်မှာအဒတိယကလည်းပြောလိုက်ပါရီဒါနဲ့အဖေနဲ့အမေကျွန်တော်ရွာထဲဝင်လာတဲ့အချိန်မှာရွာမှာရှိတဲ့ကလေးငယ်လေးတွေကရွာထဲကလေယာဆိုင်ပြုံးမြေထဲမှာအလုလုနေကြတာကိုတွေ့လိုက်တယ်။တနားစီကောင်းတဲ့ကလေးတွေအများကြီးအလောက်ကျန်းတွေကိုပင်ပန်းဆင်းရဲစွာနဲ့လောက်ကင်နေကြရတယ်။ တချို့ကလေးတွေကတော့လမ်းပေါ်မှာတောင်းစားနေကြတယ်။အေးဟုတ်တယ်သားလေးရေဒါရီအားလုံးကိုမဖြစ်စေချင်လို့အဖေတို့ရှိတဲ့စီးစိမ်အုပ်စားတွေအားလုံးကိုရောင်းချပြီးငါသားလေးကိုပညာသင်ကြားပေးခဲ့တာပေါ့ကွာ။ရွာသူရွာသားတွေကတနာစီရတိတ်ကောင်းနေသူတို့အားလုံးကစင်းရဲကြတယ်။သူတို့ကအသိဉာဏ်မရှိကြဘူးလေ။ပညာတတ်သွားရင်ဘာတွေများဖြစ်လာမှလဲဆိုပြီးတော့ပဲတွေးထင်နေကြတာ။ကျွန်တော်ရဲ့ပညာရေးကတော့အခုဆိုလို့ရှိရင်ဆုံးခန်းတိုင်သွားခဲ့ပြီ။ကျွန်တော်အခုကုမ္ပဏီအကြီးကြီးတစ်ခုမှာအလုပ်ဝင်လို့ပို့အတွက်အလုပ်လျှောက်ထားတယ်။ ဲ့ဒါကြောင့်ကျွန်တော်အခုရွာကိုပြန်လာရဲဆိုတော့ကအဖေနဲ့မိကိုလာခေါ်တာအားလုံးပဲအတူတူမြို့မှာတွားနေကြရအောင်တားလိုက်ရေအခုနောက်တော့ကကြတော့မင်းရွာမှာရှိတဲ့တနာစရာကောင်းတဲ့ကလေးတွေအကြောင်းကိုတွေးပေးနေကြတာမဟုတ်ဘူးလားအခုရုတ်တရက်ကြီးမြို့ကိုတွားဖို့အတွက်စဉ်းစားနေပြန်ပြီအဲ့လေအဖေရဲ့ကျွန်တော်တို့မြို့ကိုတွားအောင်မှာပေါ့ဒီမှာနေလို့ပဲဖြစ်မလဲကျွန်တော်ကမြို့ပေါ်ကိုသွားပြီးတော့အလုပ်ဆက်လုပ်ရမယ်။သူတို့ကဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူး။သူတို့ကအမြင်နဲ့စိတ်ရဲ့အတွင်းပဲနှံ့နေကြတော့မှ။အတတရားမိခင်ဖြစ်သူကတခုခုပြောတော့မလို့ပြန်လိုက်တဲ့အချိန်မှာပဲ ဟောခင်ဖြစ်သူကတော့တားလိုက်ပါရီညမိုးချုပ်သွားခဲ့တဲ့အခါမှာတော့တားလေးရေမင်းနှစ်ပေါင်းများစွာကြာမှရွာကိုပြန်လာတာဆိုတော့တော့တားလေးရေတွားတွားရွာကိုရှောက်ပတ်ကြည့်ရှုလိုက်အောင်တားရဲ့တငယ်ချင်းတွေအပေါင်းအသင်းတွေနဲ့တွားတွေ့အောင်လေတားရဲ့ဟုတ်ကဲ့ကောင်းပြီအဖေဒါဆိုရင်တော့ကျွန်တော်တွားလိုက်အောင်မယ်နော်သူကလည်းဂျက်ကတ်တစ်ထည်ကဝယ်လိုက်ပါရီအပြင်မှာရာသီဥထုကလည်းတတော်လေးကိုအေးနေခဲ့ပါရီတစ်ဖက်မှာသူရဲ့မိဘတွေကတော့အချင်းချင်းစကားပြောဆိုနေကြကြတာပေါ့မင်းသိတယ်မဟုတ်လားငါတို့သားလေးကိုငါတို့ဘာဖြစ်လို့အပြင်ကိုပို့ခဲ့လဲ ဒါပေါ့ရှင်သူ့ကိုဒီရွာမှာနေထိုင်ခြင်းစိတ်ပေါက်လာအောင်လို့ရှင်လုံးနေရမဟုတ်လားရွာမှာရှိတဲ့လူတွေအားလုံးနဲ့တွေ့ပြီးပြီဆိုရင်တော့သူကဒီမှာနေထိုင်ကြလာလိမ့်မယ်မင်းရကတကယ်အတော်လေးကိုရံကောင်းတာပဲတော်လာပြီနော်သူကတော့ရွာမှာရှိတဲ့လက်ဖေးဆိုင်မှာသွားပြီးလက်ဖေးတောင်းနေခဲ့ပါလေဦးလေးကြီးရဲ့ဒီကလေးကဦးလေးရဲ့ကလေးလားအေးဟုတ်တယ်လေဒါငါ့ရဲ့ကလေးပဲပေါ့မင်းဒီကနေထွက်သွားတဲ့အချိန်တုန်းကသူ့ကိုမွေးတောင်မမွေးရသေးဘူးကဲဘလို့လဲညီလေးရေမင်းကသတင်းစာဖတ်တတ်တယ်ဟုတ်လား မဟုတ်ဘူးအကိုရဲ့ကျွန်တော်စာမဖတ်တတ်ဘူးဒါပေမဲ့စာဖတ်တတ်ဖို့အတွက်ကျွန်တော်ကြိုးစားနေရလိပညာတတ်တဲ့သူတွေကဒါတွေကိုဘလို့ဖတ်လဲဆိုပြီးတော့ကျွန်တော်လည်းသိချင်လို့ကျွန်တော်ဒီစကားလုံးတွေကိုလုံးဝနားမလဲဘူးဘာဖြစ်လို့များနားမလဲနိုင်ရတာလည်းမသိဘူးအကိုရခလေးပြောတဲ့စကားကိုကြားခဲ့ရတဲ့အခါမှာအာဒီတရားလည်းအံ့အားတင်သွားခဲ့ပါတယ်ဒါကြောင့်သူကလည်းခလေးကိုပြောလိုက်တာပေါ့ကဲဘလို့လဲနင်စာဖတ်ချင်လားကျွန်တော်တယောက်တည်းပဲကောက်မလဲအကိုရရွာမှာရှိတဲ့ကလေးတွေအကုန်လုံးကလည်းပညာသင်ချင်ကြတဲ့သူတွေကြီးပဲ ကျွန်တော်တို့ကအရန်ကိုဆင်းရဲကြတော့အကြောင်းလည်းမတော်နိုင်ကြဘူးလေအဲ့ဒါကြောင့်အကြောင်းမတော်ပဲဒီအတိုင်းလေထဲမှာအလုံးရှောက်လုံးနေကြရတာမင်းတို့စာအရန်ကိုဖတ်ချင်ကြတယ်ဆိုရင်တော့ဟုတ်ပြီငါကိုယ်တိုင်မင်းတို့ကိုစာတင်ပေးမယ်မနေ့ပြန်ကြရင်တော့မင်းရဲ့တငယ်ချင်းတွေအားလုံးခေါ်ပြီးတော့လာခဲ့ကြလားတိပိန်အောင်မှာစာတင်ပေးမယ်နော်ဒီနေ့ကစပြီးတော့ငါကိုယ်တိုင်တိပိန်အောင်မှာကျောင်းဖွင့်ပေးမယ်နောင်နေမအတတယောက်ကတော့ကလေးတွေအားလုံးကိုတစ်ပင်ချေရင်လေးမှာပဲစာတင်ကြပေးခဲ့ပါရီ။ကဲဒီမှာကလေးတို့ရေတိတိချာချာလိုက်ကြည့်။ငါမင်းတို့ကိုစာတင်ပေးမယ်။ မင်းတို့အားလုံးကတင်ပေးတဲ့အတိုင်းလိုက်ပြီးတော့ဆိုကြကြလားစဖတ်တက်ချင်ကြတယ်မလားတရေစာကိုလည်းကောင်းကောင်းဖတ်နိုင်သွားလိမ့်မယ်တော်ရဲကလေးတို့ရေတော်ရဲဒီပုံစံအတိုင်းပဲပညာကိုသင်ယူကြမယ်ဆိုရင်တော့မင်းတို့တိတ်မကြခင်မှာစဖတ်တက်သွားကြလိမ့်မယ်ဒီလိုနဲ့အတတရားကလည်းနေစဉ်နေတိုင်းကလေးတွေကိုတစ်ပင်ရဲ့အောက်မှာပဲစတင်ကြပေးနေခဲ့ပါတယ်ရုတ်တရက်ပဲပွဲတော်ရပ်ပြီးစီးသွားခဲ့တဲ့အခါမှာရွာမလေးပြေးမုန်တိုင်းတွေတိုက်ခတ်လာခဲ့ပြီးနှင်းတွေကလည်းတအားကိုကြာနေခဲ့ပါတယ်ရာဒီအိုတို့အချိန်ဒီအရာကိုဆိုးရွားနေခဲ့တဲ့အတွက်ကြောင့်မို့လို့ကလေးတွေကိုစာတင်ကြပေးဖို့ခက်ခဲနေခဲ့ပါတယ် နင်းတွေကြာနေတဲ့အပြင်မိုးတွေလည်းရွာပြီးရေကြီးနေခဲ့တဲ့အတွက်အတ္တိတရားရဲ့အိမ်တဲမှလည်းရေတွေကပြေရှမ်းနေခဲ့ပါပြီ။တားလေးရေဘယ်လိုလုပ်ကြမလဲ။အိမ်မနေရတာမှအတော်လေးခက်ခဲနေပြီးနေထိုင်ဖို့အတွက်ပြင်ဆင်မှဖြစ်တော့မယ်။ခလေးတွေကိုစာတင်ကြပေးဖို့ကလည်းအဆင်မပြေတော့ဘူး။ဟုတ်တယ်အဖေရဲ့ခလေးတွေကိုစာမတင်ပေးတော့ဘူးဆိုရင်တော့ဘယ်လိုလုပ်ဖြစ်မလဲ။အခုတို့တို့ရဲ့ပညာရေးကိုရာနာလိုက်ပြီးဆိုရင်တော့တို့တို့မိဘတွေကနောက်တစ်ကြိမ်ထပ်ပြီးတော့အကြောင်းကိုပို့ဆောင်ပေးကြတော့မှာမဟုတ်ဘူး။ကျွန်တော်ခလေးတွေရဲ့မိဘတွေကိုအတော်လေးဖြောင်းဖြောက်ပြောဆိုထားရတာပါ။ ဒီလိုနဲ့တဖြည်းဖြည်းနှင်းတွေအရန်ကိုကြာဆင်းလာခဲ့ပြီးတရွာအလုံးနှင်းတွေဖုံးလွှမ်းသွားခဲ့ပါရီရွာမှာမိုးရေကထပ်ပြီးရွာတောင်းနေခဲ့တဲ့အခါမှာရေတွေကလည်းမတော်တရားကြီးလာခဲ့တာပေါ့ကလေးတွေကိုပညာသင်ကြားပေးဖို့ဆိုတာလုံးဝကမဖြစ်နိုင်တဲ့ကိစ္စတစ်ခုလို့ဖြစ်သွားခဲ့ပါပြီဒီအချိန်မှာအတတရားရဖခင်ဖြစ်သူကလည်းပြောလိုက်ပါရီမင်းတည့်ရဲ့အတိုင်းမင်းအဖိုးကလည်းလက်သမားစရာတအိုးဖြစ်တယ်ငါကိုယ်တိုင်ကလည်းအလောက်ကျန်တွေကိုအမြဲလောက်ကင်ခဲ့ရတဲ့အတွက်လက်သမားပညာကိုကောင်းကောင်းကျွမ်းကျင်တယ် ိမ်ကတော့နေထိုင်ဖို့အတွက်ဘလို့မှအဆင်မပြေတော့ဘူးအဲ့ဒါကြောင့်ငါတို့ဒီအိမ်ရဲ့အပေါ်လေးမှာပဲတက်တာအိမ်လေးတိုင်းစောင့်လို့ပြီးတော့နေကြမယ်ဒါမှလည်းငါတို့အေးချမ်းစွာနဲ့နေထိုင်လို့ရသွားမှလीဟုတ်ပြီလေအဖေကောင်းပြီဒါဆိုရင်တော့ကျွန်တော်အဖေကိုလာပြီးတော့ဝိုင်းကုန်ကြီးပေးမယ်နော်ရရနေငယ်ကြောက်သွားတဲ့အခါမှာအတေတရားနဲ့သူရဲ့ဖခင်ဖြစ်တော့ကသူရဲ့အိမ်အပေါ်ကြလေးမှာပဲတက်တာနဲ့အိမ်တိုင်းကိုထမှန်စောင့်လို့ပြီးနေထိုင်နေခဲ့ကြပါ ರೀ ဒီလိုနဲ့အတေတရားကလည်းတခုစဉ်းစားမိသွားခဲ့ပါတော့ရေအဖေရဲ့လျှာမြေတွေအကုန်လုံးကလည်းအခုဆိုရင်တော့ကုန်သွားခဲ့ပြီ အဲ့ဒီနေရာတွေသာကြာနေအောင်မယ်ဆိုရင်တော့ကျွန်တော်ကလေးတွေအတွက်အဲ့ဒီနေရာမှာပဲအိမ်တိမ်စောက်လုပ်ပြီးပညာသင်ကြားပေးလို့ရပါတယ်။အခုကျွန်တော်နဲ့အဖေစောက်လုပ်ထားတဲ့ဒီတစ်သားအိမ်လေးကိုကြည့်ပြီးတော့အကြံတစ်ခုရသွားတယ်တိလား။ရွာမှာရှိတဲ့တစ်ပင်ကြီးတွေကအကြီးကြီးတွေပဲလေ။ကျွန်တော်တို့တစ်ပင်မှာပဲအိမ်လေးတိမ်စောက်လုပ်ပြီးကလေးတွေကိုပညာသင်ကြားပေးမယ်ဆိုရင်လူတွေအများကြီးကလည်းတစ်ပင်ပေါ်မှာအိမ်စောက်ပြီးတော့နေထိုင်ဖို့ကြတာပဲလေ။ကောင်းတယ်တာလေးရဲ့ဒါဆိုရင်တော့နောက်နေ့ကစပြီးငါတို့အိမ်စောက်ပြီးတော့နေကြမယ်။အနီးပတ်ဝန်းကျင်မှာရှိတဲ့ရွာကကလေးတွေကိုလည်းခေါ်ပြီးတော့ပညာသင်ကြားပေးလိုက်အောင်နော်။ ဒါဆိုရင်တော့မင်းလည်းပတ်စံရှာနေလို့ရတယ်။ရတယ်အဖေပတ်စံရှာဖို့အတွက်တိတ်ပြီးတော့စိုးရင်ပုံပန်းမနေပါနဲ့။အခု online ခေတ်ဆိုတော့ online ကနေပတ်စံတွေအများကြီးရှာလို့ရတယ်။ကျွန်တော်ကလေးတွေကိုအလကားပညာသင်ကြားပေးထားလိုက်မယ်။အဖေပဲကျွန်တော်ကိုအိမ်ဆောက်ဖို့အတွက်တစ်ချက်အကူအညီပေးပါနော်။ဒီအချိန်မှာလဖေးနဲ့မဟုတ်သေးရှုပ်ပြီးနောက်မှာတော့အတတရားရဲ့မိခင်ဖြစ်တော့ရောက်ရှိလာခဲ့ပါရီ။နေတော့တာဖားနှစ်ယောက်ပေါင်းပြီးဒီရွာရဲ့ကံကြမ္မာတစ်ခုလုံးပြောင်းလဲပေးနိုင်လိမ့်မယ်လို့ငါယုံကြည်တယ်။ဒါပေါ့မေရဲ့ဒါပေါ့ နောက်နေ့မှအတတရားနဲ့သူရဲ့ဖခင်နှစ်ယောက်လုံးပေါင်းပြီးတော့တပင်ပေါ်မှာအိဆောက်ဖို့အတွက်ပြင်ဆင်ခဲ့ကြပါရီ။ရက်အနေငယ်အတွင်းမှာအရန်ကိုကောင်းမွန်တဲ့အိမ်တိမ်ဆောက်လုပ်ပြီးစီသွားခဲ့ပါပြီ။ဒါကိုတော့သူတို့ကပညာသင်ကြားပေးဖို့အတွက်အကြောင်းအနေနဲ့တမန်ဆောက်လုပ်ခဲ့ကြတာပါ။တပင်ပေါ်မှာဆောက်လုပ်ထားတဲ့အိမ်လေးကနွေထွေလွန်ပါရီ။ရွာမှာရှိတဲ့လူတွေအကုန်လုံးကလည်းတပင်ပေါ်မှာဆောက်လုပ်ထားတဲ့အကြောင်းကိုတွေ့ရှိသွားခဲ့တဲ့အခါမှာအံ့အားသင့်နေခဲ့ကြပါရီ။ဒါလေးကတကယ်အတော်လေးကိုထူးခြားတယ်နော်။တော်လိုက်ကြ။သူကတိတ်မကြခင်မှာဒီရွာကိုပြောင်းလဲပေးလိုက်လိမ့်မယ်။ အဒိတယာကရွာမှာရှိတဲ့ကလေးတွေအပြင်တခြားရွာကကလေးတွေကိုလည်းပညာသင်ကြားပေးခဲ့ပါတယ်။ဒါပြင်သူကဗီဒီယိုကိုလည်းရိုက်ကိုးထားခဲ့ပြီးဆိုရှယ်မီဒီယာမှာဗီဒီယိုတွေကိုလည်းတင်ပေးခဲ့ပါတယ်။တနေ့အတွင်းမှာပဲအွန်လိုင်းပေါ်မှာသူကအရန်ကိုနမဲကြီးလူတီများလာခဲ့တဲ့အတွက်တထေးကြီးတွေကသူ့ရဲ့ကျောင်းမှာသူ့ကိုလာရောက်တွေ့ဆောင်ခဲ့ကြပါတယ်။ကဲဆရာကြီးကျွန်တော်ကတော့မြို့မှာနေထိုင်တဲ့တထေးတယောက်ပါ။ကျွန်တော်အွန်လိုင်းမှာအကိုရဲ့ဗီဒီယိုအများကြီးကိုတွေ့တယ်။ကလေးတွေကိုပညာသင်ကြားပေးနေတာတကယ်အရန်ကိုတော်လွန်တာပဲ။ ဒါပေါ့ကျွန်တော်ရွာမှာရှိတဲ့ကလေးတွေကိုပညာအများကြီးသင်ကြားပေးပြီးတော့တော်တဲ့လူတော်တွေတယောက်ဖြစ်လာအောင်လို့ပြုစုပေးမယ်။အရင်ကဘာမှအရင်ကြီးစိုးရိမ်မနေပါနဲ့ကျွန်တော်ရွာမှာပဲစက်ရုံစောက်လုပ်ချင်တယ်။ဒီစက်ရုံမှာကျွန်တော်တို့ဝင်တန်းအနေငယ်အလုပ်လုပ်မယ်။ကျန်တဲ့အလုပ်တွေကိုတော့ရွာမှာရှိတဲ့သူတွေကိုလှုပ်ခွင့်ပေးမယ်။ဒါဆိုရင်တော့ရွာမှာအလုပ်လက်မဲ့ဥယေကလည်းအတော်လေးကိုလျော်နေသွားတော့မှကလေးတွေအရွယ်တစ်ခုရောက်ခဲ့တဲ့အခါကြာလို့ရှင်လဲကျွန်တော်ရဲ့ကုမ္ပဏီကိုအားလုံးကအတူတူဝိုင်းထိန်ကြတာပေါ့ဗျာကျွန်တော်ကတော့အခုအရန်သဘောကျမိတယ် ။ဒါကြောင့်လည်းကျွန်တော်ဒီအလုပ်တွေကိုလုပ်ချင်တာပါ။ဆရာကိုယ်တိုင်သင်ကြားပေးထားတဲ့ကလေးတွေအရန်ကိုတော်ကြလိမ့်မယ်ဆိုတာကိုလည်းကျွန်တော်ယုံကြည်တယ်။ကလေးတွေကိုတေချာသင်ကြားပေးတဲ့ဆောင်ပွဲလည်းအများကြီးမဖြစ်ဘူးဆို။ကျွန်တော်ကလေးတွေကိုတတိချာချာပညာသင်ကြားပေးခြင်းပါတယ်။ပညာရေးကိုကြောက်လန့်ပြီးသင်ကြားစရာမလိုဘူးဆိုတာကိုလည်းသိစေချင်တယ်။ဒီနောက်မှာတော့ဒုက္ခကလေးတွေကိုအကောင်းဆုံးဆောင်ပညာသင်ကြားပေးပြီး online မှာလည်းနမဲကြည့်တော့ရတဲ့အတွက်သိမ်းမောင်းများစွာရှာနိုင်သွားပါပြီ။စာရုံးတွေလည်းအများကြီးစောက်လို့ခွင့်ရရှိသွားခဲ့ပါပြီ။ ဆက်ယုံဆောက်လုပ်ပြီးစီးသွားခဲ့တဲ့အခါမှာခလီးရဲ့မိဘတွေကလည်းဆက်ယုံတွေမှာအလုပ်လုပ်ကိုင်းခဲ့ကြတာပေါ့မျိုးနီးပါးတူနေတဲ့ရွာကြီးကတော့တာယာဝါပြောနေခဲ့ပါတယ်ခလီးတွေကအရွယ်တခုရောက်ရှိလာခဲ့ပြီးပညာတတ်တွေဖြစ်သွားခဲ့တဲ့အခါမှာတော့အလုပ်ကိုင်းကောင်းကောင်းရရှိသွားပါတယ်အာဒတိယကလည်းခလီးတွေကိုအကောင်းမွန်ဆုံးပညာကိုသင်ယူစေခဲ့ပါတယ်တကယ်မှာတော့ရွာသူရွာသားတွေအားလုံးအာဒတိယရဲ့အင်ရှီရောက်လာကြပါတယ်အကိုသားတကယ်တော်တယ်သူကြောင့်ရွာကပြောင်းလဲသွားခဲ့တာခလေးတွေကအင်္ဂလိပ်လိုစကားပြောတဲ့စက်ယုံတွေကိုလည်းသူတို့ကိုယ်တိုင်ပဲတီထောင်နိုင်နေကြပြီ ျွန်တော်ရွာကိုပြောင်းလဲစေချင်လို့ပဲကျွန်တော်သားလေးကိုပညာသင်ကြားပေးခဲ့တာပေါ့ဒါဆိုရင်သူ့အမြန်ဆုံးလက်ထပ်ပေးလိုက်တော့လေရန်နေငယ်ကြားသွားခဲ့တဲ့အခါမှာအာဒီတရားလက်ထပ်ခဲ့ပါရီအားလုံးကလည်းပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါရီနောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့ရွာကောက်မုတ်ဆိုင်စောတဲ့ပုံပြင်လေးပဲဖြစ်ပါရီအပြင်မှာရာသီဥတုအခြေအနေတော်လေးကိုအေးနေခဲ့ပါရီဒီရွာလေးမှာမုကေရှေမိသားစုဝင်တွေလည်းနေထိုင်ကြပါရီမိသားစုကတကယ်ကိုအကြီးကြီးပါပဲအားလုံးကလည်းတိုင်းထဲမှာအတူတူနေထိုင်နေခဲ့ကြတာပါ မကေရှ်ကတော့အလုတ်ကျန်တွေကိုပပေမမန်လောက်ကိုင်းနေခဲ့ရရင်မိသားစုစာဝတ်နေရေးကိုဖြည့်ရှင်ပေးနေခဲ့ပါရီ။မင်းကဒီမလာပြီးအေးအေးဆေးဆေးလက်ဖေးတောင်းနေသေးတဲ့အလုတ်တွေကိုဘယ်သူလုံမယ်လို့ထင်နေရလဲ။ပစ္စည်းတွေအများကြီးကိုလည်းသွားပို့ရအောင်မင်း။နည်းနည်းလေးမဆိုနောက်ကျသွားပြီးစရာနယ်မင်းကိုတပြားတစ်ချမ်းမှပေးမှမဟုတ်ဘူး။ရှားဒီဥတုအရန်ကိုအေးနေရနဲ့ကျွန်တော်ဒီမလာဖေးလာတောက်ကြပါ။ကျွန်တော်ဒီကိုလာတာတိတ်ပြီးတော့လည်းမကြသေးဘူး။မင်းကများငါ့ကိုတခုံးမကြံပြန်ခံပြောနေဟုတ်လား။ဒီအတွက်မင်းကတော့တေဖို့တောင်ပြန်ထားလိုက်တော့ မင်းအရန်ကိုအေးနေရဟုတ်လားအခုအဝိ sorry အားလုံးချုပ်ပြီးတော့အလုပ်လုပ်ရမယ်မဟုတ်တော့တထရဲ့ဒီလိုတော့မလုပ်ပါနဲ့ကျွန်တော်မှားပြီးတော့ပြောမိသွားတာကျွန်တော်ခွန့်လှော်ပါဗျာဒီလိုအခြေအနေကြီးမှာကျွန်တော်အဝိ sorry ချုပ်ပြီးတော့ဘယ်လိုလုပ်အလုပ်လုပ်နိုင်မလဲအပြင်မှာလေတွေကလည်းအရန်ကိုတိုက်နေရကျွန်တော်လည်းအရန်ကိုအေးနေပြီတိတ်မကြခင်မှာနှင်းတွေကကြားလာမယ်ဆိုရင်တော့ပို့ဆိုးဖို့ပဲရှိတယ်အေးပါအေးပါကောင်းပြီကောင်းပြီမင်းအဝိစားချုပ်ပြီးတော့အလုပ်မလုပ်ချင်ဘူးဆိုရင်လည်းရတယ်လေမင်းဒီနေ့အထိလှုပ်ရှားတဲ့လောက်ခါလာစာတွေကိုတော့ငါမင်းကိုလုံးဝမပေးတော့ဘူးပေါ့ ီစကားကိုကြားခဲ့ရတဲ့ခါမှာမူကေရှ်အတော်လေးကိုလမ်းဖြန်သွားခဲ့ပါတယ်။ဒီအခြေအနေကြီးမှာငါအလောက်ကနေပြီးတော့ထွက်လို့လုံးဝမဖြစ်ဘူးအလောက်ပြုတ်သွားရင်တော့ငါမိသားစုဝင်တွေအကုန်လုံးငှက်ကုန်လိမ့်မယ်။ရှာဒီဥဒုအခြေအနေကလည်းတော့ဆိုးရွားနေရ။အပြင်မှာအလောက်အစ်တစ်ခုရှာဖို့ဆိုတာလည်းကိုရဲကိစ္စမဟုတ်ဘူး။ကဲမတက်နိုင်ဘူးငါဘလို့မဆိုဒီမှာအလောက်ဆက်ပြီးတော့လုံနေအောင်ပါပဲ။ဒီညနေဆိုလို့ရှင်တော့ငါလောက်ခလာစာရတော့မှလေ။ဘာလဲမင်းကအလောက်မလို့ချင်တော့ဘူးဆိုရင်လည်းသွားလို့ရတယ်မလို့ချင်မလုံနဲ့နော်။အခုတလောအလုံးလက်မဲ့တွေကအရန်ကိုများနေရဆိုတော့ငါကြွတိတ်ပြီးတော့စိုးရင်စရာမရှိဘူး။ ငါကြိုက်တဲ့သူတယောက်ကိုအလုပ်ပေးလိုက်မယ်။ဟာမဟုတ်တော့တထရေရပါရဲကျွန်တော်အဝတ်စာတွေအားလုံးချုပ်ပြီးတော့အလုပ်လုပ်ဖို့အကြောသဘောတူပါရဲ။အဲဒီအတော့ကျွန်တော်ဘာပဲဖြစ်ဖြစ်ကျွန်တော်မိသားစုအတွက်ဒါကိုတော့ကျွန်တော်လုပ်ပါမယ်။ဒီလိုနဲ့မကေးရှ်ကလည်းအဝတ်စာတွေအားလုံးကို ချုပ်ပြီးနောက်မှာတော့အလုပ်တွေကိုဆက်လက်လုပ်ကိုင်းနေခဲ့ပါရဲ။သူကဂူတောင်ထဲမှာရှိတဲ့အထုပ်အကြီးကြီးတွေကိုကားဖို့ကိုတဲ့ပို့ပို့ဆောင်ပေးရတာပါ။ဒါတွေကိုလုံနေနေသူအချိန်တွေအများကြီးလဲကြာနေခဲ့ပါရဲ။ ကေရှ်ကတော့အေလွန်နဲ့အတွက်ကြောင်းမို့လို့တောင်းရှင်နေခဲ့ပေမဲ့သူကဒီနေ့လောက်ခါလာစားရမှာဖြစ်တဲ့အတွက်ဘာကောမှပြန်မပြောနိုင်ပဲလုံနေခဲ့ရပါတယ်။အလောက်ကိုတေးချလုပ်ပြီးသွားခဲ့တဲ့အခါမှာတော့သူဝိဇ္ဇာတွေကိုအမြန်ဆုံးပြန်ဝင်လိုက်ပါတယ်။ကဲရော့ဒီမှာမင်းငါရဲ့အလောက်မှာ15ရက်လောက်ထားတဲ့အတွက်15ရက်စာလောက်ခါလာစားရပဲ။ဒီနေ့အစပြီးတော့ငါကမပြောမစို့ပဲအလောက်ကနေထွက်သွားပြီးမုတ်စားနေမယ်လဖေးတောင်းနေမယ်ဆိုရင်တော့ငါအဆိုးမဆိုးနဲ့နော်။အဲ့ဒီခါကျရင်တော့ဒီတစ်ခေါက်ထပ်ပို့ပြီးတော့အခြေအနေစိုးသွားလိမ့်မယ်။သဘောပေါက်လား။မုကေရှ်ကလည်းတုံတုံရင်နဲ့ပတ်စံယူပြီးအင်ကိုပြန်လာခဲ့လိုက်ပါသည် ဘလို့ဖြစ်တာလဲရှင်ခနာကိုတစ်ခုလုံးတောင်းလှုပ်နေရပဲပြီးတော့မျက်နှာတွေကလည်းနှီးရဲနေတယ်အရန်အေးနေလို့လားရှင်အပြင်မှာလေအရန်တိုက်နေမှာပေါ့နော်အေးဟုတ်တယ်အပြင်မှာအရန်ကိုအေးတယ်အေးတယ်ဆိုတော့အေးတာပေါ့ကွာကဲရော့ဒီမှာငါ55ရက်စာလောက်ခါလာစာရလာခဲ့တယ်ဒါလေးကိုမင်းတည်တည်ချာချာတင်းထားလိုက်အောင်အခုလောလောဆယ်တော့ခဏလေးအနားရှူလိုက်အောင်မေမူကေရှေနင့်ကိုကြည်ရတာဖျားများဖျားနေလားမသိပါဘူးနော်ငါတို့ဆရာဝန်နဲ့တွေ့ပြရင်ကောင်းမယ်နေတူတယ်မဟုတ်ကြအမေရဲ့ကျွန်တော်ရပါတယ်အခုလောလောဆယ်အပြင်ထပ်ပြီးတော့မထွက်ချင်တော့ဘူး ျွန်တော်ခဏလောက်အေးအေးဆေးဆေးပဲအိမ်မှာအနားယူခြင်းနဲ့ဘယ်ကောမှမတော်ချင်ဘူးအေးလေမင်းတို့ကလည်းဘလို့ဖြစ်နေကြလဲသူ့ကိုခဏလောက်အနားယူခွင့်ပေးလိုက်ပါဦးသူ့ကိုကြည့်ရတာတတော်လေးကိုအေးနေရပုံစံမဲသူတယောက်တည်းအလုပ်တွေကိုပင်ပန်းဆင်းရဲစွာလုပ်နေရတာသူ့လောက်ကအရန်ကိုပင်ပန်းနေဆိုတော့အနားယူဖို့အတွက်လည်းလိုအပ်တယ်အပြင်မှာလည်းရာသီဥတုအရန်ကိုအေးနေရမုကေရှ်ကလည်းသူ့အခန်းထဲဝင်သွားခဲ့ပြီးနောက်မှာတော့အိပ်ပြောသွားခဲ့ပါရီမာယာကလည်းအလုံးစားတော့ဖို့အတွက်ထမင်းဟင်းချက်ပြုတ်ပြင်ဆင်ခဲ့ရပေါ့ကဲတမီးလေးရေတော့အဖေကိုတော့နှောတော့အမေတို့အားလုံးအတူတူစားကြမယ်လို့တပြုံး သူအနာယူတာအတော်လေးကိုကြာနေပြီးသမီးစားတောက်လိုက်တဲ့အခါကျတော့မှအားပြန်ပြေသွားမှသမီးလေးကလည်းဖခင်ဖြစ်သူကိုအခန်းထဲအမြန်ဆုံးဝင်ပြီးတွားနှုတ်လိုက်ပါရီအဖေ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 ထားတော်လေးအဖေရဲ့အမေကသမီးကြက်ပြီလို့ပြောနေတယ်သမီးအတူတူစားကြမယ်ထားတော်လေးဖဖေရဲ့သမီးလည်းဘိုက်စားနေပြီးအမြန်ထားပါတော့ဖဖေအိပ်ပျော်နေရလားဘာလို့မျိုးလုံးမဖွင့်ရတာလဲထားပါတော့မေမေဖဖေကိုခေါ်လို့လည်းမရဘူးအဲ့ရကနေထားလည်းမထလာဘူးဒီအချိန်မှာမာယာနဲ့အတူတူသူ့ရဲ့ရောက်ခေါ်တိရောက်ခေါ်မတွေကလည်းအခန်းထဲကိုဝင်လာကြပါရဲ့ မုကေးရှ်တယောက်အသက်ရှူနေသေးပေမဲ့သူလုံးဝအရာကနေမနှိုးထလာခဲ့တော့ပါဘူးဒုက္ခပဲချွေးမလေးရဲ့သူအပြင်းဖျားနေရယ်အဖျားကြီးနေလို့များသတိမေ့သွားတာလားမသိဘူးငါတို့အမြန်ဆုံးဆရာဝန်ကိုအိမ်ခေါ်မှဖြစ်မယ်နော်ဟုတ်ပြီလေအဖေရဲ့ကောင်းပြီကောင်းပြီဒါဆိုရင်တော့ကျမဒီအချိန်အတွင်းသူ့ကိုတတိယလအောင်လုပ်ဖို့အတွက်စူးစမ်းကြည့်မယ်နော်မာယာရဲ့ယောက်ခတိဖြစ်တော့ကအမြန်ဆုံးသွားပြီးနောက်မှာတော့ချွာမရှိတဲ့ဆရာဝန်တစ်ပါးကိုအမြန်ဆုံးပင်ခေါ်လာခဲ့လိုက်ပါတယ်။ဆရာဝန်ကလည်းအမြန်ဆုံးပဲသူ့ကိုစေကူတာပေးလိုက်ပါတယ်။သူ့ခန္ဓာကိုယ်ကအေးအေးတန်ကိုအတော်လေးခံခဲ့ရတယ် ရာသီဥတုအေးနေတဲ့အချိန်မှာလည်းအပြင်မှာဗိုင်းရပ်စ်နဲ့ရောဂါပိုးတွေအများကြီးရှိတယ်။အဲ့ဒီပိုးတွေကသူ့ခန္ဓာကိုယ်ထဲဝင်သွားတာမို့လို့သူ့အရန်ကိုအားနေသွားတာပါ။အဲ့ဒါကြောင့်ဆောင်းရာသီမှာနွေနွေထွေးထွေးလုံးလုံးကြုံကြုံနေတယ်လို့ပြောတာပေါ့။ဆရာရဲ့သူ့အလုပ်တော်တဲ့အခါတိုင်းကျမတို့ကိုနွေနွေထွေးထွေးပဲပို့ပေးရပါဆွဲတာအထူကြီးနှစ်ထပ်တောင်မှကျမတို့ကိုဝစ်ပေးပြီးတော့မှအလုပ်ကိုသွားခိုင်းတာ။ကျမတို့ကိုနရွက်တွေမပေါ်အောင်လဲခေါင်းဆွဆွပေးလိုက်သေးရဲ့။ဒါတော့ကျွန်တော်မသိဘူးသူ့ရဲ့ခန္ဓာကိုယ်ထဲမှာအရန်ကိုအန်တီရဲ့များတဲ့ဗိုင်းရပ်စ်ပိုးကဝင်ရောက်သွားခဲ့ပြီ။ အဲဒါကြောင့်သူ့ကိုအရင်ဆုံးသွေးစစ်ဖို့အတွက်လိုအပ်တယ်။ပြီးရင်တော့ဂလူးကို့စ်သွင်းသိမ်းရင်သွင်းရမယ်နော်။ဒီနောက်မှာတော့ဇီယာဝင်ကလည်းမူကေရှဲသွေးနမူနာကိုယူပြီးနောက်မှာတော့ထွက်သွားခဲ့ပါရီ။နောက်နေ့မှာတော့ဇီယာဝင်ကြောက်လန့်နေခဲ့တဲ့အရာတွေကအမှန်တကယ်ဖြစ်လာခဲ့ပါပြီ။သူရဲ့ခန္ဓာကိုယ်ကတော်တော်လေးကိုအာနေပြီးထတာမထနိုင်တဲ့အခြေအနေကိုရောက်ရှိသွားပါရီ။သူသတိပြန်လည်လာခဲ့ပြီးဆိုပေမဲ့အရန်ကိုခန္ဓာကိုယ်ကအာနေလုံးနေတဲ့အတွက်ကြောင့်မို့လို့လမ်းလျှောက်နိုင်မှာအလုံးလုံးနိုင်မှာမဟုတ်တော့ဘူး။ဒါလောက်ထိရာသီဥတုကအေးနေတာဆိုတော့သူ့ကိုရန်တန်ကိုလို့မဖြစ်ဘူးနော်။ ကျွန်တော်ပေးတဲ့ဈေးတွေကိုပဲသူ့ကိုအချိန်နဲ့တိုက်ပေးပါသူပြန်ပြီးတော့နေကောင်းကြမှာပို့အတွက်ဆိုရင်တော့တစ်လလောက်စောင့်ရလိမ့်မယ်ရပါတယ်ဆရာရေဒါဆိုလို့ရှင်တော့ဈေးရေးပေးလိုက်ပါနော်ကျွန်မအမြန်ဆုံးဈေးကိုဝယ်လာခဲ့ပေးပါမယ်မာယာကလည်းအမြန်ဆုံးဈေးဆိုင်သွားပြီးနောက်မှာတော့ဈေးဝယ်လာခဲ့ပေးလိုက်ပါတယ်သူမအိမ်ကိုပြန်လာခဲ့တဲ့အချိန်မှာတော့သူမရဲ့အိမ်မိုးယုံနေရကိုတွေ့ခဲ့ရပါတယ်နှင်းတွေကလည်းအရန်ကိုကြာနေကြရပါဒါကြောင့်တို့မအများဆုံးအိမ်ထဲဝင်သွားလိုက်ပါ ರೀ အမေရဲ့အမေဘလောက်တောင်မှရေရေစိုးနေပြီလဲကြည့်ပါဦးကဲသမီးလေးသွား ။သမီးအမြန်ဆုံးသွားပြီးသမီးအဖေကိုဒီစေးတိုက်လိုက်တော့အမေတစ်ချက်လောက်ခေါင်းမိုးသွားပြင်လိုက်အောင်မယ်။ဒါမှလည်းအိမ်တဲကိုနှင်းတွေကြမလာပါလေ။အပြင်မှာနှင်းတွေကတအားကိုကြာနေခဲ့ပါတယ်။ဒီအချိန်မှာပဲမာယာတယောက်အပြင်ကိုသွားပြီးနောက်မှာတော့အိမ်ခေါင်းမိုးတစ်ခုလုံးမှာပလတ်စတစ်အကြီးအကြီးအုပ်ချလိုက်ပါတယ်။ဖယားသခင်ကဒုက္ခဆင်းရဲတွေကိုအမြဲတမ်းပုံပြီးတော့ပေးတတ်တယ်။ကျမတရားအလုံးရှိနေတဲ့ွေဘာမှစိုးရင်ပူပန်စရာမလိုပါဘူးအမေရဲ့ကျမအမြန်ဆုံးထမင်းဟင်းချက်လိုက်မယ်နော်ပြီးရင်တော့အားလုံးစားပြီးတော့အိတ်လိုက်ကြပါ မာယာကလည်းအားလုံးစားတောက်ဖို့အတွက်ထမင်းဟင်းတွေကိုအမြန်ဆုံးချက်ပြုတ်ပြင်ဆင်ခဲ့ပါရီမူကေရှ်ကလည်းစိတ်တောက်ပြီးနောက်မှာတော့အိပ်ပျော်သွားခဲ့ပါရီညမှာတော့မာယာကလည်းသူရဲ့ယောက်ျားတိယောက်ျားမနဲ့စကားတွေပြောဆိုခဲ့ပါရီကျမတို့စီမှာပတ်စံအများကြီးရှိတာမဟုတ်တော့ဘူးအမေဒီပတ်စံလေးကိုကျမတို့ဘယ်လိုသုံးဆွဲကြမလဲသိမကြခင်မှာပတ်စံကကုန်သွားလိမ့်မယ်စေးဘွားကားကလည်းပေးရအောင်ပါလေဒီနောက်တော့ကျမတို့စားတောက်ဖို့အတွက်တောင်ကြံမှာမဟုတ်တော့ဘူးမူကေရှ်ကလည်းအခုအပြင်ထွက်ပြီးအလုံးလုံးနိုင်တဲ့အခြေအနေမှာရှိတာမဟုတ်ဘူး ဒီအသက်အရွယ်ကြီးမှာနှစ်ယောက်ခွဲထိကတော့ဘာအလုံးမလုံးနိုင်မှာမဟုတ်တော့အဲ့ဒါကြောင့်နင်းပဲစဉ်းစားလေချွေးမလေးရဲ့ဘာအလုံးလုံးလို့ရလဲဒါနဲ့အဖေနဲ့မေမှတ်မိလားကျမလက်ထပ်ပြီးဒီအိမ်ကိုရောက်လာကားစားတော့ကဆိုရင်တော့ကျမကဒင်ဆန်းစားရတာအရင်အောင်ကြိုက်တယ်လीကျမဒင်ဆန်းကိုစားခြင်းပဲမဲ့လဲကျမယောက်ျားကအလုံးကိုပြင်းပန်းစိမ့်ရဲစွာနဲ့လှုပ်ပြီးတော့မှပတ်ဆံရတာဆိုတော့ကျမလည်းအားနာလို့သူ့ကိုမမှားခိုင်းတော့ဘူးဒါနဲ့ကျမအခုပြောပြမလို့ကျမဒင်ဆန်းကောင်းကောင်းလုပ်တတ်တယ် အခုဆိုင်ကသူတွေမလောက်တတ်တဲ့ပုံစံအတိုင်းတော်မှာကျမလောက်တတ်ပါရီအဲ့ဒါကြောင့်ကျမအိမ်အပြင်မှာအသားပေါင်းရှောင်းလို့ရမလားဒါပေမဲ့သမီးရဲ့ရွာထဲမှာဆိုင်တွေအများကြီးရှိတယ်ဒင်ဆန်းတွေအသားပေါင်းတွေရောင်းတဲ့ဆိုင်တွေကတကယ်ကိုအများကြီးပဲရွာသူရွာသားတွေအားလုံးကလည်းအဲ့ဒီကိုပဲသွားကြတာတစ်ခေါက်လောက်စူးစမ်းကြည့်တာကဘာမှတော့ပုံပဲ့သွားတာမှမဟုတ်ကြပဲပတ်စံကနည်းနည်းရှိနေရဆိုတော့ကျမတို့ပစ္စည်းအနည်းငယ်ဝယ်ပြီးတော့စလုပ်ကြည့်ကြမယ်လေပစံတပြားတစ်ချက်မှမရှိတော့ဘဲနဲ့အရင်နေ့အောင်မရှိတော့တဲ့အခါကျရင်တော့ကျမတို့ဘယ်လိုလုပ်ကြမလဲမေးအဲ့ဒီခါကျရင်ပိုဒုက္ခရောက်နေမယ် ဟုတ်တယ်တမီးလေးပြောတာမှန်တယ်ငါတို့လည်းတိုးကိုဝိုင်းကူညီပေးကြမယ်နောက်နေ့မှမာယာကလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်လာခဲ့ပြီးနောက်မှာတော့အိမ်အပြင်ဘက်လေးမှာပဲစိုင်းတဆိုင်ဖွင့်လိုက်ပါတယ်။သူမမီးဖို့ကိုလည်းမီးသွေးနဲ့ပဲမီးဖို့ဖြစ်အောင်လုပ်ခဲ့ပါတယ်။သူမပကံတွေကိုလည်းကိုရိုင်းပဲလုပ်ခဲ့တာပါ။ချွေးမလေးဘာဖြစ်လို့နေကမီးသွေးမီးဖို့ကြီးနဲ့အသားပေါင်းတွေကိုလုပ်နေရတာလဲ။အမေပြောတော့ဒီနောက်မှာအသားပေါင်းဆိုင်တွေအများကြီးရှိရဲဆိုကျမကအဲ့ဒါကြောင့်ပဲသူနှမမကြိုးတဲ့ပုံစံမျိုးလုပ်ချင်လို့လုပ်လိုက်တာ။အမေကြိုးတော့မှလူတွေကလည်းကျမစီကနေလာပါလေ။ ကျမလောက်ထားတဲ့ပုံစံလေးကိုလူတွေအားလုံးသဘောကျလိမ့်မယ်လို့ကျမယုံကြည်ပါတယ်။တဖြည်းဖြည်းနဲ့ရွာသူရွာသားတွေကလည်းသူဆိုင်ကိုရောက်ရှိလာခဲ့ကြပါတယ်။ကဲမိန်ကလေးရေနင်းဒီမှာဘာတွေကိုလုပ်နေရလဲ။စားကြည့်ပါဦးလေးကြီးရဲ့ကျမအသားပေါင်းကိုပေါင်းပြီးတော့ပြန်ကင်းထားတာ။အရသာမရှိဘူးစားလို့မကောင်းဘူးဆိုရင်တော့ပတ်စံမပေးနဲ့နော်ရတယ်။စားတော့ပြီးတဲ့အခါမှာဦးလေးကြီးကလည်းအရသာအရန်ရှိတာကိုတွေ့သွားခဲ့ပါတယ်။နေအခုချိန်ထိဘယ်တွေကိုရောက်နေခဲ့ရလဲ။ရွာမှာမဟုတ်တယ်တွေအများကြီးရှိတယ်။သူတို့ဆိုင်ကတယောက်မှကောင်းလည်းမကောင်း သူတို့ကဘလို့တွေလှူထားမှန်းကိုမသိဘူးနေကတော့ပေါင်းထားတဲ့အသားတွေကိုပြန်ကင်ပေးထားတာတကယ်နုံညံ့ပြီးအရသာရှိလိုက်တာဒီမှာအယန်းကိုအရသာရှိတဲ့မုတ်ရနေပြီဆိုတာကိုရွာသူရွာသားတွေကိုလည်းတွေ့ပြောပြလိုက်မယ်နော်အဲ့ဒီလိုကလည်းရွာမှာရှိတဲ့သူတွေအကုန်လုံးကိုတွေ့ပြောပြခဲ့ပါတယ်ဒီလိုနဲ့ရွာသူရွာသားတွေကလည်းဈေးတွေကအသားပေါင်းကိုတော့မစားတော့ဘဲမာယာရောင်းနေတဲ့ဒင်းဆန်ကိုသာလာစားကြပါတယ်သူမပစနဲ့အများကြီးစုဆောင်ရရှိသွားခဲ့တဲ့နောက်မှာအိမ်ကိုလည်းပြန်လည်ပြုပြင်နိုင်သွားခဲ့ပါတယ်မုကေရှ်တယောက်နေပြန်ကောင်းကျမ်းမာသွားခဲ့တဲ့အခါမှာလည်းအားလုံးဝမ်းသာပျော်ရွှင်ရပါတယ် ။နေရတကယ်အရန်ကိုကြော်ရတယ်နော်။ငါတသက်အလုံးမလုံးနိုင်ခဲ့တဲ့အလုပ်ကိစ္စတွေကိုအရင်လုပ်ပြနိုင်ခဲ့တယ်။ငါအမေရဲ့သူများအလုပ်သမားပဲလုပ်ပြီးတော့ပတ်စံကိုပင်ပန်းဆင်းရဲစွာနဲ့ရှာနေခဲ့တယ်။ဘယ်တော့ကောင်းမှကိုပိုင်းစီးပွားရေးလုပ်ဖို့အတွက်မတွေးခဲ့ဘူးဘူး။ဟုတ်တယ်ချွေးမလေးရဲ့နင်းလိုချွေးမမျိုးလူတိုင်းလူတိုင်းရကြပါစေ။ဒီလိုရာသီဥတုအေးနေတဲ့အချိန်မှာနင်ကအကောင်းမွန်ဆုံးစီးပွားရေးတစ်ခုလုပ်ဖို့အတွက်အကြံဉာဏ်ရခဲ့တယ်နော်။အခုခေတ်ချွေးမလေးတွေကရခမအိမ်မှာဒုက္ခရောက်နေပြီဆိုရင်တော့အားလုံးကိုပြစ်ပြီးတော့မိဘအိမ်ကိုပြန်သွားတက်ကြတယ်။နင်ကတော့ဒီလိုမလုပ်ခဲ့ဘူး။ နေရဒုက္ခဆင်းရဲတွေအားလုံးကိုရင်ဆိုင်ကြော်ဖြတ်နိုင်သွားခဲ့တယ်။ငါတို့ချွေမလေးကတကယ်တအားကြော်တယ်။ဒါဆိုရင်တော့ဒါကြီးမင်းလည်းအပြင်ထွက်ပြီးအလုံးလုံးစီအောင်မလို့တော့ဘူးတိလား။ဒီစည်းဝါးကြီးကိုပဲမင်းတို့ရှေ့ဆက်ပြီးတော့တာဝန်ကျေစွာနဲ့လောက်ကြကွာ။ဒီလိုနဲ့လင်မယားနှစ်ယောက်လုံးကလည်းအလုံးကိုစူးစမ်းပန်းစားလုပ်ကိုင်းခဲ့ကြပါရဲ့။တဖြည်းဖြည်းနဲ့သူတို့ကစားတောက်ဆိုင်အကြီးကြီးဒီဇိုင်းကိုလည်းဖွင့်လှစ်နိုင်သွားခဲ့ကြပါရဲ့။ပတ်စံကိုလည်းအများကြီးရှာဖွေနိုင်သွားခဲ့ပါရဲ့။ ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်